အားလုံးပဲမင်္ဂလာပါနေကောင်းချမ်းမှာအဆင်ပြေကြပါစေဗျဒီညကျတော့ကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်ပေါ့လေနော်အဲ့ဒါကတော့တွေးခေါ်ပညာရှင်ခာမာခ်ပေါ့ခာမာခ်ခာမာခ်တွေးခေါ်တဲ့ပฏิပခသဘောတရား꿰ပြချာနာဖို့ဝင်လေနော်အဲ့တော့ဒီပฏิပခသဘောတရား꿰ပြချာနာပုံမှာဆိုရင်ပေါ့လေနော် ဒီ climax ကဘယ်လိုမျိုးပြောလဲဆိုတော့ဒီလောကထဲမှာတဲ့ပฏิပက္ခမျိုးပေါင်းမရည်မတွက်နိုင်အောင်ပဲရှိတယ်ပေါ့နော်အမှဆိုကျွန်တော်တို့အနေနဲ့လည်းတဲ့ပฏิပက္ခများကိုတဲ့နှိစင်ကြော်ဖြတ်ရတယ်ပေါ့နော်အဲ့တော့ထိုပฏิပက္ခများအနေနဲ့အလုံးနဲ့ဆန်သောရည်ဘူးရသဘောရှိသည့်ပฏิပက္ခများကိုတဲ့ max ဝါဒကလစ်လာတယ်ပေါ့နော်အမှကျွန်တော်တို့ဒီတဲ့အတွင်းပฏิပက္ခနဲ့အပြင်အပြင်ပฏิပက္ခဖြည့်ရှင်းမရသောပฏิပက္ခနဲ့ဖြည့်ရှင်းရသောပฏิပက္ခ အခြေခံဖြစ်သောပฏิပက္ခနှင့်အခြေခံမဟုတ်သောပฏิပက္ခများအကြောင်းကိုအာမတ်စ်ကဒီတွေးခေါ်ခဲ့တယ်ပေါ့နော်အဲ့တော့သူကပฏิပက္ခလို့ပြောလိုက်မယ်ဆိုရင်ခရမတ်စ်ပေါ့နော်ခရမတ်စ်ရဲ့ဘောတရားမှာဆိုရင်အတွင်းပฏิပက္ခနဲ့အပြင်ပฏิပက္ခနှစ်ခုရှိတယ်ပေါ့နော်အရာဝတ္ထုတစ်ခုရှိစံကျင်ဘက်အစုံတစ်ဖက်တို့ဤအပြန်အလှန်ထိခိုက်လှုပ်ရှားမှုပฏิပက္ခကိုတဲ့အတွင်းပฏิပက္ခလို့ခေါ်တယ်ပေါ့နော် အရာဝတ္ထုသည်တဲ့ပတ်ဝန်းကျင်ရှိအရာဝတ္ထုတစ်ခုနဲ့အပြန်အလှန်ဆက်စပ်မှုကိုတဲ့အပြင်ပဋိပက္ခလို့ခေါ်တာပေါ့လေနော်ဒါခရမတ်စ်တွေ့တာကတော့တဲ့ဥပမာသူပြေးတာဥပမာသူပြောတယ်ပေါ့လေနော်ဥပမာတဲ့ခရမတ်စ်အမြင်အရပေါ့နော်လူဒန်းစားများရှိသော လူအဖွဲ့စည်းတိုတက်ဖြစ်ပေါ်မှုသည်တဲ့စန့်ကျင်နေသော လူဒန်းစားတို့ဤပဋိပက္ခကြောင့်မဟုတ်ဘူးတဲ့လူအဖွဲ့စည်းနှင့်သဘောတရားတို့ဤအပြန်အလှန်ဆက်စပ်လှုပ်ရှားမှုပဋိပက္ခကြောင့်သာဖြစ်သည်ဟု ကာမယူဆတာပေါ့လေနော်ဒီအဲ့တော့ကာမဆက်ပြောတယ်ပေါ့နော်ဒီ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 ဘယ်လိုမျိုးဆက်ပြောလဲဆိုတော့တော့ရုပ်လောကထဲရှိဟူထုပစ္စည်းအဖြစ်ပြမှန်တမ냐ဤပင်ကိုသဘောထဲ၌ပေါ့နော်အတွင်းပฏิပခအပြင်ပฏิပခနဲ့ရစလုံးပါဝင်နေရတယ်ပေါ့လေနော်သို့တော့တဲ့သူပฏิပခနဲ့ရအနေတဲ့အတွင်းပฏิပခသည်တဲ့အတိကအကျဆုံးဖြစ်တယ်နော်ဤပฏิပခသည်တဲ့တိုးတက်မှုဤပမာဏအကြောင်းတရားလဲ ဖြစ်တယ်ပေါ့နော်ဒီ max ဒီ max ရဲ့တွေးခေါ်မှုလည်းမှာဆိုရင်အဲ့တော့ဒီဒီ max ဝါဒမှာဆိုရင်တော့ဒီသူအဲသဘောတရားအရာပေါ့နော်ဒီလှုပ်ရှားမှုဆံရနိုင်တဲ့လှုပ်ရှားမှုဆံရမှာဆိုရင်တော့ဒီရုပ်ဤအတွင်သဘောလှုပ်ရှားမှုသာဆိုလိုတာပေါ့လေနော်ဒီအဲ့တော့ to အထူးလှုပ်ရှားမှုဒီတဲ့အရာဝတ္ထုအဖြစ်ပြည့်ဤတိုးတက်မှုမှန်သမျှတွင်တဲ့တွန်အားတရဖြစ်တယ်ပေါ့လေနော်ဒါတော့ max တွေးခေါ်နေတာပေါ့နော်အဲ့တော့ဒီ max ဝါဒမှာဆိုရင်ပေါ့လေနော်ဒီ အတွင်ပฏิပခတ်ဖြစ်မှုများသည်သာလင်တဲ့တိုးတက်မှုမှန်သမျှ၏ရေသောမြစ်ဖြစ်တယ်ပေါ့လေနော်။ဘာဖြစ်လဲဆိုတော့တဲ့အရာဝတ္ထုအဖြစ်ပြက်များ၏အတွင်လက္ခဏာအရရကိုတဲ့၎င်းကပြတ်ထန်ပြီးချင်းချင်းဖြစ်တယ်ပေါ့လေနော်။အဲ့ဒါသူဘယ်လိုမျိုးဆက်ပြောလဲပေါ့နော်။လူပုံတိုးတက်မှု၏အခြေခံအကြောင်းတရားမှလည်းတဲ့လူပုံထဲစိတ်လူဒန်းစားပฏิပခတ်များပင်ဖြစ်တယ်ပေါ့လေနော်။ဒီဒီအရာဝတ္ထုဆိုရင်လည်းအတွင်းမှာပဲ ပရိပခဖြစ်ပြီးတော့တူတက်သွားတယ်အဲ့လူပောင်ထဲမှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်သူဆိုလိုတာတော့လူပောင်တူတက်မှုအခြေခံအကြောင်းတရားမှလည်းလူပောင်ထဲရှိလူဒန်းစားပရိပခများပင်ဖြစ်တယ်ပေါ့လေနော်အဲ့တော့သူကဆက်ပြီးတော့ဆက်ပြီးတော့ပြောတယ်ပေါ့လေနော်အတွင်းပရိပခများကိုသာတဲ့အခြေဆိုင်အရေးပေး၍ဆွေးနွေးမှုကြောင့်တဲ့အပြင်ပရိပခသည်လည်းကိုယ်ပြားဌာနမှုရှိတယ်၎င်းတို့သည်တဲ့တူတက်မှုအတွက်လူအချက်ဖြစ်တယ်ပေါ့လေနော်အဲ့တော့သူသူဆက်ပြီးတော့ပြောတယ်ပေါ့နော်ဥပမာတဲ့ လူဤအသက်ရှင်ရေးအတွက်လိုအပ်သောအရာများကိုတဲ့လူပောင်အဖွဲ့အစည်းနှင့်တဘာဝတရားတို့ဤအပြင်ပฏิပက္ခမှရရှိလာပြီတဲ့နော်အတွင်ပฏิပက္ခတို့သည်တဲ့အရာဝုထုအဖြစ်ပြက်များဤတူတက်မှုကိုပြတ်ထန်းနေသည့်အလျောက်တဲ့ထိုပฏิပက္ခများကိုလက်တွေ့ဘဝတွင်၌ရပေတယ်နော်ထိုနည်းတူစွာတဲ့တူတက်မှုအတွက်အရေးပါသော အပြင်ပฏิပက္ခသဘောကိုလည်းလစ်လျူရှုရမဖြစ်ပေနော်အတွင်ပฏิပက္ခနှင့်အပြင်ပฏิပက္ခနှစ်ရစလုံးကို မစင်းမစားလင်အောင်မြင်မှုကိုမရနိုင်ဘူးတဲ့အဲ့တော့သူသူဆက်ပြောတယ်ယံဘက်ပฏิပခနဲ့မိဘက်ပฏิပခဆိုတာရှိတယ်ပေါ့နော်ခရမတ်ရဲ့အတွေ့ခေါ်ရမှာနော်အဲ့တော့ပฏิပခအကြောင်းကိုကျွန်တော်တို့ပြောတဲ့အချိန်မှာဆိုရင်တော့ Kramax အနေနဲ့ကတော့ကျွန်တော်တို့အနေဖြင့်တဲ့ပฏิပခများသည်လူမှုရေးနယ်မှပฏิပခသဘောတရားများဖြစ်ကြောင်းနှလုံးသွင်းထားရမယ်เนาะ တက်ရှိရုပ်ပံဖြစ်စဉ်များတွင်တဲ့ပฏิပက္ခများရှိသည်ကမှန်သည်တဲ့သို့တော်တဲ့၎င်းပฏิပက္ခများသည်လူမှုရေးပฏิပက္ခများနှင့်ရောမသွားစေသင့်ပေတာဖြည့်ရှင်းမရနိုင်သောဂျံဘက်ပฏิပက္ခများမှာစင်စစ်အကျိုးစီးပွားခြင်းမတူသောလူဒန်းစားအချက်ချင်းဖြစ်ပွားသောပฏิပက္ခမျိုးဖြစ်တယ်နော်ဤပฏิပက္ခမှာစန့်ကျင်ဘက်လူဒန်းစားတို့တွင်ရှိသောဘဝအခြေအနေများမျောလင့်ချက်တောက်တချက်များကိုအကြောင်းပြု၍ပေါ်ပေါက်လာသောပฏิပက္ခမှာဖြစ်ပေတယ်နော် ဤပရိပခမျိုး၏ထင်ရှားသောလက္ခဏာများမှာဤပရိပခမျိုးကိုပေါ်စီခဲ့သောလူပောင်အဖွဲ့အစည်းတဲတွင်ဘယ်နည်းနဲ့မှဖြည့်ရှင်၍မရခြင်းဖြစ်တယ်နော်ဒါတော့ခရမတ်ရဲ့ဝိခွန်နေတဲ့အမျိုးမြင်ပါလိမ့်နော်တော့ဒီခရမတ်ကသူဆက်ပြီးတော့တွေးတယ်အရင်းစင်လူမှုရေးစနစ်တဲတွင်တဲ့ဘူဇာနဲ့ပစ္စည်းမဲ့လူဒန်းစားတို့ဤပရိပခအလွန်ထင်ရှားတယ်ပေါ့နော်ရထဘဒီဘက်ကမှာအထက်ပါလူဒန်းစားနေရဤတကယ်ဘဝရတရာအခြေအနေကိုလာရွေဖြစ်ရတယ်နော်အဲ့တော့ဘူဇာအရင်းစင်တို့ဒီတဲ့ ကုံထုတ်အရင်းနည်းများကိုပန်ဆန်ရကတဲ့၎င်းလူအဖွဲ့အစည်းထောက်လုပ်လိုက်သောရုပ်ပန်းတံပိုးများ၏အကြီးဆုံးဝေဝေစုကို၎င်းတို့ကလက်ဝါးကြီးအုပ်ယူသွားတယ်နော်အရင်ရှင်တို့ကပင်နိုင်ငံရေးကိုချေလက်လာနိုင်တဲ့အလျောက်တဲ့အကျိုးစီးပွားမှန်သမျှကိုတဲ့၎င်းတို့ကြီးပဲခံစားကြရတယ်နော်ပစ္စည်းမဲ့လူဒန်းစားများကကုံထုတ်အရင်းနည်းများကိုမပန်သေးလျောက်တဲ့အရင်ရှင်ကြီးများထံတွင်အလုသမာအဖြစ်အလုလုကြရတယ်နော်ဒီအဲ့တော့ခရမတ်ကဆက်ပြီးတော့ဒီပြောတယ်ဗောနေနော် အဲ့လိုမျိုးလောက်ကန်ချင်းပြေတဲ့ရုပ်ဝတ္ထုတံပိုးများကိုတဲ့ထုတ်လုပ်ပေးကြတယ်ပေါ့အဲ့လိုမျိုးတံပိုးတွေထုတ်လုပ်ပေးနေတော့လဲတော့ပစ္စည်းမဲ့လူဒန်းစားတို့မှာတဲ့တံပိုးကိုခန်းစားခွင့်ရှိတယ်မဟုတ်ဘူးပေါ့နော်အဲ့တော့မဖြစ်စလောက်တော့ဝေစုကလေးကိုသာရကြတယ်ပေါ့လေကောင်အဲ့တော့အရင်ရှင်ပူဇာနဲ့ပစ္စည်းမဲ့လူဒန်းစားတို့ရဲ့အကျိုးစီးပွားမျော်လင့်ပုံခြင်းလဲမတူညီတာကြတော့ဘူးပေါ့လေနော်အဲ့အရင်ရှင်ကတဲ့၎င်းတို့လက်ဝါးကြီးအုတ် challenge နိုင်ရေးကိုရှေ့ရှုတယ်ပေါ့နော် ပစ္စည်းမဲ့တို့ကမူတဲ့၎င်းတို့အပေါ်တွင်တဲ့ခေါင်းပုံခေါင်းပုံဖြတ်ခံနေရတဲ့ဘဝမျိုးမှလွတ်မြောက်ရေးအတွက်ရှေ့ရှုတယ်ပေါ့နော်အဲ့တော့တို့တို့ခုကပฏิပက္ခဖြစ်တဲ့ရှေ့ရှုပုံနဲ့မတူညီတော့ဘူးနော်နောက်ဆုံးတွင်တဲ့လူဒန်းစားနေရသည်တဲ့အကြီးအကျယ်ပฏิပက္ခဖြစ်လာခဲ့ကြတယ်နော်အဲ့အဲ့လိုမျိုးပฏิပက္ခမှာဆိုရင်တဲ့ဆိုရှယ်လစ်တော်လန်ရေရောက်မှစုံခန်းတန်တော့တယ်နော်ထို့ကြောင့်တဲ့အရင်းစင်စနစ်အတွင်းနိုင်တဲ့ဖြည့်ရှင်းမရတော့ပฏิပက္ခမျိုးကိုတဲ့တုတ်တင်ရန်အကောင်းဆုံးနည်းလမ်းမှာတဲ့လူဒန်းစားတိုက်ပွဲနဲ့ဆိုရှယ်လစ်တော်လန်ရေဖြစ်တယ်နော်ဒါတော့ ဒီခရမန့်စတရီခေါ်တာပေါ့လေနော်အလုသမားနဲ့လေသမားတို့အကျိုးစီးပွားဆិစုချင်းမတူညီ၍ဖြစ်ပေါ်လာသောပฏิပခတ်သည်အခြေခံမဟုတ်ဘူးနော်အခြေခံအဖြစ်၎င်းတို့၏အကျိုးစီးပွားဆិစုပုံတွေတဲ့တိုက်ဆံမှုရှိကြတယ်တဲ့စင်စစ်လေသမားနဲ့အလုသမားလူဒန်းစားများစလုံးတွေတဲ့အခြေလေခံခေါင်းပုံဖြတ်ခံလူဒန်းစားများသာဖြစ်တယ်နော်ထို့ကြောင့်တဲ့ထို့လူဒန်းစားများလုံးတွေတဲ့ခေါင်းခေါင်းပုံဖြတ်စနစ်ကိုတွန်းလှန်တိုက်ခိုက်လျက်ရှိသည်နော်သူကဆက်ပြောတယ်ပေါ့နော်ဤအချက်တွင်တဲ့ သူတို့အချိုးစည်းပွားဆေးရှုမှုတူညီကြတယ်ဤတူညီသောအခြေခံကြောင့်လည်းအလုသမားနှင့်လေသမားလူတိုင်းစားတို့သည်တဲ့လက်တွေ၍အရင်ရှင်စနစ်ကိုတွန်းလှန်တက်ပြတ်နိုင်ကြခြင်းဖြစ်တယ်လို့ပြန်ပြီးတဲ့အတွက်ဂျစ်ရှုအဂျစ်ရှုပြီးတဲ့အတွက်ဂျေဇုတင်တယ်မဟုတ်လဲနော်ဒါကတော့ခရမတ်ရဲ့တွေးခေါ်အတွေးခေါ်အပန်းစားချောပေါ်လဲနော်ဒီတွေးခေါ်ပုံကတော့ဒီခရမတ်တွေးရတော့အများကြီးပေါ်လဲနော်ဒါကတော့ဒီဘလိုမျိုးလဲအချင်းချုပ်ပေါ့အချင်းချုပ် တင်ပြခြင်းဖြစ်တယ်ပေါ့လေနော်။နော်ကိုးကားပြီးတော့ပြောပြတာတော့ဒီစာအုပ်တွေကဖြစ်တယ်ပေါ့လေနော်။ဒါစာရေးစရာဆန်းလွင်စာအုပ်ပေါ့နော်။အာဖြစ်တယ်ပေါ့လေနော်။ကပတ်တွေးကိုရှင်ကြီးများပေါ့နော်။အားလုံးပဲမင်္ဂလာညချမ်းပါပေါ့လေနော်။